flash ဖုန်းတစ်လုံးမှာသူတို့မြို့ဒီဇိုင်းလှလှကြစ်ကြစ်လက်လက်လေးနဲ့တော်တော်လေးမိုက်တယ်ဆိုရယ် Xiaomi ရဲ့အငယ်ဆုံးလေး Xiaomi 17အကြောင်းလို့တို့ရှင်းပြပြပေးမယ်ဆိုတော့ဒီဖုန်းလေးကဘယ်သူတွေအတွက်လဲဘာလေးကြီးကောင်းတာလဲဒီအကြောင်းလေးကိုပေါ့ကျွန်တော်ဗီဒီယိုလေးကိုစလိုက်အောင် ရှောင်းမီဆမ်တင်ကတော့သူ့ရဲ့အကိုရီဖြစ်တဲ့ရှောင်းမီဆမ်တင် Pro ဆမ်တင် Pro Max တို့လိုမဟုတ်ဘဲနဲ့ရှိုးရှိုးရှင်းရှင်းဒီဇိုင်းလေးနဲ့ flagship ဖုန်းတစ်လုံးကိုကွန်ပတ်ဖြစ်ဖြစ် site တည်းတည်းကြည်ကြည်လေးကိုင်ရနေဆိုတဲ့သူတွေအတွက်တော်တော်လေးကိုအဆင်ပြေတဲ့ခေါင်းလို့ပြောလို့ရတယ်။ one တဲ့အရင်ဖြစ်တယ်။ပြတကောင်မှာတုံးမိထားတာဆိုလဲ Snapdragon 8 Elite Gen 5ကိုတုံးမိထားတာဖြစ်တဲ့အတွက်နောက်ဆုံးထွက် SoC Snapdragon ရဲ့အမိုက်ဆုံး SoC ကိုတုံးမိထားတာ performance ဘာမှပူကြမလို့ display မှာဆိုရင်6.3 inch LDP ကို MOLED ကို တုံးပေးထားတာ120 Hz နဲ့ပဲပြီးတော့ရုပ်သမားအကုန်ပါ HDR template Dolby Vision ဘာညာအကုန်လုံးပါ Display ကိုတုံးပေးထားတာ Display သေးတယ်ဒါပေမဲ့ တော်တော်လေးကိုတုံးလာတာအနှစ်ကြာတယ်။ပြီးသူရဲ့ကင်မရာကိုလည်းတွားကြည့်ကြည့်လိုက်။ကင်မရာမှာ 15MP main camera တလုံး 15MP telephoto တလုံး 15MP ultrawide တလုံးရယ်။ 15MP selfie တလုံးရယ်ပါတယ်။စုစုပေါင်း 15MP ကင်မရာတွေပဲလေးလုံးတုံးမိထားတယ်။အကုန်လုံးက selfie ရလွယ်ပြီးအကုန်လုံးက Leica တွေနဲ့ပဲပုံတွက်တွေကဘာမှသိပြောစရာမလို Xiaomi နဲ့ Leica နဲ့ collaborate လုပ်ထားတဲ့အတွက် Leica color တုံးနေ Leica ပုံတွက်တွေရမှာဆိုတော့ပုံတွက်ကသိပြီးပူစရာမလိုဘူး။ စိတ်ကြံမှုကောင်းကောင်းပေးနိုင်တယ်။အပြည့်ဒီကောင်မှာတုံးပေးထားတဲ့ဘက်ထရီကလည်း8000 mAh silicon carbon ဘက်ထရီကိုမှ1 W fast charging ဆိုတော့တနေ့ကုန် AAC မျက်စိမှိတ်ပြီးတုံးလို့ရတယ်ဘက်ထရီအတွက်ဘာမှပူစရာမလိုဖုန်းလေးကတော့တေးရဲဒါပေမဲ့ performance နေဘက်ထရီ life တွေကလုံးဝကို strong ဖြစ်တယ်လို့ပြောလို့ရတယ်။ပြီးတော့ ultrasonic fingerprint နေပြီးရင် dual stereo speaker တွေ aux speaker လည်းတော်တော်လေးကိုမှအတန် quality တော်တော်ကိုမှကောင်းတယ်။ဆိုတော့ပြောမယ်ဆိုရင်တော့ဒီ Xiaomi Samsung လေးကကြည်ကြည်လေးလေးနဲ့ flash specification နဲ့အကုန်လုံးကိုထည့်သွင်းထားတဲ့ ဒီမှာစုပြုံနေတဲ့ကိုထည့်ပေးထားတဲ့ကောင်မျိုးဖုန်းသေးတာကိုသဘောကျတယ်ဒီမှာ flagship ဖုန်းကိုလည်းကင်ကျင်တယ်ဒီပကေ့ချ်ကအလုံးသေးတဲ့အချိန်မှာအကုန်တော်တော်များများကဖုန်းတွေကအရန်ကြီးလာတဲ့အခါမှာဖုန်းသေးလေးတွေမှာအားဆိုင်တာမွေနေနေလေးနေလာတယ်ဒါပေမဲ့ဒီ Xiaomi something လေးမှာဒီချက်တွေတိတ်ပြီးမတွေ့ရဘူးတော်တော်များများသုံးရတာတော်တော်လေးအဆင်ပြေသလိုပြီးတော့ဒီကောင်ရဲ့ flagship specification ညာလည်းလုံးဝ perfect ပဲ Xiaomi ရဲ့ number အစီအစီပဲဘာမှတိတ်ပြီးတော့ပူစရာမလိုပြီးတော့ဒီကောင်ရဲ့ design ကလည်းရိုးရိုးရှင်းရှင်းလေးနဲ့အနောက်က magic pass ဝင်နေပိုင်းမှာပါတော့ဒါတောင်တန်ကို magic pass ဝင်မှာတိုက်တဲ့သူတွေအတွက်လည်းရွေးလို့ရတယ်ဆိုတော့ အားပြော Xiaomi something လေးရတော့ compact phone ကိုမှချစ်ချစ်လေးနဲ့ flash စံနဲ့ phone လို့ပြောလို့ရတယ်ဆိုတော့ကိုလိုလိုဆိုရင်ရောဒီ Xiaomi something ဘယ်လိုမျိုးမြင်လဲသဘောကျရလားဘယ်ချက်တွေကိုသဘောကျရလဲဘယ်ချက်တွေမကြိုက်ဘူးလဲအောက်က comment မှာဆွေးနွေးခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါဘောအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အထမင်းကြော်ပြီပါ Yangon Mobile Store